မင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးမောင်လုံးကြည်ရေးတာတော့တနေ့တော့သူပြန်လာမည်တို့အမိရတယ်ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာတနေ့တော့သူပြန်လာမည်ကျွန်တော်မမေးသည့်အရွယ်မှာစ၍ယနေ့အထိကျွန်တော်တို့အိမ်ခြံတော်ရှိအုံးမင့်အိုကြီးထက်တွင်ဇရက်ငတ်များအစူအသင်းနှင့်အတိုင်မြုံဖွက်နေတတ်သည်နနက်စောစောအိတ်တန်းဆင်းချိန်ညနေမှောင်လေရေအိတ်တန်းတက်ချိန်များတွင် ကျွန်တော်တို့ရှမ်းကြီးမှာဇရက်တံများနဲ့ဆူညံနေတတ်ပါသည် အထူးသဖြင့်ညနေအိတ်တန်းတက်ချိန်များ၌အကောင်50ထက်မနည်းသောဇရက်အုပ်ကြီးသည်အရှင်းဖြစ်ပွားနေတဲ့ကဲ့သို့တကောင်ကတမျိုးစီဆူဆူညံညံအော်မြည်တတ်သည်တခါတည်းရန်တကောင်နဲ့တကောင်ထိုးစိတ်ကြိုက်ခဲက3-5ကောင် လုံးထွေးပူးတွဲလျက်က အုံးမထမ်းမှမြေပေါ်သို့ကျလာတတ်သည်မြေပေါ်သို့ရောက်မှတကောင်နဲ့တကောင်ကွဲကွာလာကြကအပင်ပေါ်သို့ထပြန်တတ်ကြသည် တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ် နေ့စဉ်တိုင်းတလို့ပင်ဒီစရက်ငတ်များသည် တစုတတင်းနဲ့အတူတကွရှိနေကြပါလေရဲ့ဘာအကြောင်းကြောင့်များအမြဲတမ်းအရှင်းဖြစ်ပွားနေရတာပါလဲအိတ်တန်းလူနေတာများလားဟု သူတို့အတန်ကိုကြားရတိုင်းငယ်စဉ်ကပင်ကျွန်တော်တွေ့တော်ခဲ့နေသည်ဒါမှမဟုတ်အိတ်တန်းတက်စဉ်နဲ့အိတ်တန်းဝင်ချင်းအော်မြည်တန်းရံဖြစ်တတ်ကြသည်မှာဇရက်ငတ်တရဝါများဤအလေးထားတစ်ခုများလားဟုကျွန်တော် တွေးခဲ့ဘူးသည် ညနေပဲမောင်ရီစဉ်ခလေးသူငယ်တို့ရှို့သည်ကျွန်တော်တို့ချန်နယ်သို့တိတ်တဆိတ်ဝင်လာကအိတ်တန်းတက်ရန်တာဆူဆူညံနေသည်ဇရက်မျိုးကိုလေးကွာနှင့်ရှောင်းမျောင်းပြစ်ခတ်တတ်ကြသည်ကျွန်တော်အဖေနှင့်အမေကချန်နယ်မှဇရက်မျိုးကိုမပြစ်ခတ်ရန်တင်းတင်းကြပ်ကြပ်တားမြစ်ပြောဆိုတတ်၍နောက်နောက်တွင်ခလေးငယ်များသည် ပြစ်ခွင့်မရတော့ပါထို့သောအနောက်ချက်ကင်းစွာရှိနေကြသောကြောင့်ထင်သည်ဇရက်ငှက်တအုပ်သည်တခြားတနေရာသို့ပြောင်းချွေမသွားကြပါ ကျွန်တော်တို့ရှန်တဲ့ရှိအုံးမင်ကြီးထပ်ပါပဲဘေးရန်ကင်းရှင်းစွာ နှိမ့်ရှိလာများအတိုက်အုံဖွဲ၍နေကြနေတော်သည်ယခုလိုမိုးဦးလေးဦးကြသာကဆုံနေုံလာများတို့ရောက်ပြီဆိုလျင်တော့ကျွန်တော်တို့ရှန်တဲ့ရှိအုံးမင်ကြီးထပ်တွင် အမေအဖဇေယကြီးများက ပောက်ခွားစကြီးပင်စဇေယငတ်ကလေးများကို အစာခွန်အပြန်တင်၍တခါတခါအချင်းချင်းကြိုက်ကြမြည်ကြနေဇေယတန်များပို့၍စုံညာနေတတ်သည် အမေဒီအင်ရှိဝန္ဒတာမရက်ကအတောင်တစ်ဖြက်ဖြင့်ရိုက်ခတ်လျက်ပြန်ရန်အပြုတ်နေသော အပြန်တင်စားဇယက်ငတ်ကလေးများမိုးရီဆွတ်ဆူ၍အမွေးတောက်များကိုဖွာကရေစံများလှောက်ခါနေသောဇယက်ငတ်များအုံလက်ညုံဖျားများတွင် ရင်သက်စွာဟီလေးခုန်နာနေသောဇယက်များကိုငေးမောကြည့်နေတတ်သည် အတန်ကြာမှငါသားညိုညိုတရားခုနေဘဲများရောက်နေပါလေဟုအတန်တိန်တိန်နှင့်ပြောဆိုတတ်သည် ကျွန်တော်တို့အိမ်တို့ညိုညိုရောက်လာခဲ့ဒီမှာလေမိုးဦးကြစားကဆုံလာဤမိုးသေးထန်သောညတညမှာပင်ဖြစ်သည်မိုးနှင့်လေနှင့်ရော၍ရွာချပြီဆိုလျင်ကျွန်တော်တို့ခြံကြီးထဲတွင်အဖွားရွေးချယ်ဆက်ခဲ့သည့်အပင်20မြသော အမျိုးကောင်တရက်ပင်များမှမှဲ့ရင်ပြောင်းဝင်းနေသောတရက်ဒီများကောက်မနိုင်အောင်တဖုတ်ဖုတ်ကြွေကြတတ်သည်ကျွန်တော်တို့အိမ်မှာထမင်းရက်မင်းကလေးကရှံတွင်းသို့ဆင်းကတရက်ဒီများကိုလိုက်လံကောက်နေစဉ် ကြီးကြီးရေဒီမှာဇယက်ကြီးတကောင်တွေ့တယ်ဟုအမေကိုလှမ်းအော်ပြောသည်မိန်းကလေးကဇယက်ကလေးအားအိမ်ပေါ်သို့ယူလာပြီသူမတရတီကောက်နေစဉ်တရက်ပင်အောက်မှာမပြန်နိုင်ပဲဝင့်နေသောဇယက်ကလေးကို တွေ့၍ဖမ်းယူလာကြောင်းပြောပြသည်ကျွန်တော်နှင့်အမေတို့ဇယက်ကလေးကိုဝိုင်းဝန်းကြည့်ကြသည်အတောင်အလတ်ကောင်းစွာမစုံလင်သေးသောမိုးရိမ်ဆွတ်ဆူနေသည့်ဇယက်ငှက်သည်သူ့ကိုယ်လုံးကလေးနှင့်မမျှအောင် ကြီးမာပွဲအားသောပါဇက်ကိုဖြားလျက်တကြည်ကြည်အော်မြင်နေသည်ကိုတွေ့ရ၏သူအားရှုပ်ကင်ထားသည့်မိန်းကလေးဤလက်ကိုလည်းနှုတ်သီးနှင့်ထိုးစိတ်လိုက်ရှေ့တဲနှင့်ကုတ်ရှက်လိုက်ဖြင့်ရံပြုတ်နေသေးသည်အဖေကဇရက်ကလေးကိုမိန်းကလေးဤလက်ထဲမှယူပြီးတေချာစွာကြည့်သည်ဇရက်ကလေးဤတောင်ပံဖြားနာလောက်တွင်သွေးဆုနေသောဒဏ်ရာကလေးတစ်ခုကိုတွေ့ရ၏အတောင်ပံတော့မကြိုးပေအဖေကဒဏ်ရာရနေသောတောင်ပံကလေးကို ဖြင်းချင်းစွာဆန့်လိုက်ပြီး အပြန်အသင်တော့မိုးတံနေတံကြောင့်တရကိုင်းနဲ့ထိပြီးမပြန်နိုင်မဲ့မြေပေါ်ကျလာတာနဲ့တူတယ်ဟုမှတ်ချက်ချ၏ထို့နောက်ကျွန်တော်တို့သည်မိုးရေဆွတ်ဆူနေသည့်ဇယက်ကလေးကိုအဝဲတထဲနဲ့တုတ်ခါအတောင်ဖျားမှဒဏ်ရာကိုတင်ရှားအာယိုဒင်းစေးရီတုံလင်းပေးလိုက်သည်အမေကဇယက်ကလေးအားသူ့မိဘများရှိရာ အုံးပင်ထက်ရှိအတိုက်တွင်းသို့ချက်ချင်းပြန်ပို့ဖို့ထားစေခြင်းသည် မိုးလေတက်တန်နေပြီးမြေမာကန်းညွတ်နေတော့အုံးမေပေါ်သူတက်ရံပါမလဲကူလာပါမနှက်ပြန်မနှက်ပါပဲသူ့ကိုအုံးမေကြီးနဲ့အနီးဆုံးတေးရတဲ့ပုံမှာထားလိုက်ရင်သူ့ကိုယ်တိုင်တော်လည်းကောင်းသူတို့အတိုက်ကြီးကိုပြန်သွားရင်ပြန်သွားလိမ့်မယ်ဒါမှမဟုတ်လေသူ့မိဘတွေကခေါ်ရင်ခေါ်သွားလိမ့်မယ်ဒီညတော့သူ့ကိုတို့အိမ်မှာပဲထားရင်ကောင်းမယ်ဟုအဖေကအကြံသေးသည်ထို့ကြောင့်ကျွန်တော်တို့ဇယက်ကလေးကိုထမင်းစိတ်အနေငယ်ခွန်ကား အိမ်ဤအလဲခမ်းမှကြီးတဲ့ရှိလက်ဖက်ရည်စပွဲပေါ်တွင်တရင်စာများဖြန့်ခင်းပြီးတန်ဇာကာအုပ်ဆောင်ကလေးနှင့်အုပ်ထားလိုက်ပါသည်နောက်တနေ့နေရောင်ကြီးထွန်းပေါက်သော နနက်ခင်းတွင်ကျွန်တော်သည်ဇရက်ကလေးကိုယူသွားပြီးအုံးပင်ကြီးနှင့်အနီးသောတရက်ပင်ဤအထက်ဘက်ခွားဆောင်တနေရာတွင်ဇရက်ကလေးကို တင်ထားပေးလိုက်ပြီးအတိုက်ရှိရာအုံးပင်ကြီးစီသို့တူပြန်နိုင်နေမလားဟုတရက်ပင်အောက်မှခိတ္တခဏစောင့်ကြည့်သေးသည် ဇယက်ကလေးသည်ကျွန်တော်တင်ထားခဲ့သည့်တက်ကိုင်းကွာမှာပင်နားနေကပြန်ရန်အပြုတ်နေသည်ကို တွေ့ရသည်သို့သောရရှိသောဒဏ်ရာကြောင့်လားသူ့ကိုယ်၌ကပင်မပြန်တတ်သေးသလားမသိသူမပြန်နိုင်ပါနေအတော်ရင့်မီဖြစ်ဖြစ်အုံးပင်ကြီးထက်တွင်လည်းဇယက်များတကောင်တမီးမှမမြင်ရတော့ပါဇယက်ကလေးသည်တနေ့လုံးကျွန်တော်တင်ထားခဲ့သည့်တရက်ပင်ထက်မှဘယ်ကိုမှပြန်မသွားတော့ ညနေပိုင်း၌ဇယျများအိတ်တန်းတက်ရန်အုံးမေကြီးစီသို့ပြန်လာကြသောအခါသူမိဘများကဇယျကလေးကိုတွဲခေါ်သွားလိမ့်မလားဟုကျွန်တော်တို့အိမ်ပေါ်မှကြည့်ကြသည်ဇယျတန်များစူးစူးညံ့ညံ့ကို ကြားရသောအခါဇယျကလေးသည်တကြည်ကျင့်မိကတောင်ပံကလေးတကြွကြွနှင့်ပြန်ရန်အားပြုသည်အုံးမေကြီးစီမှဇယျများကဂရုစိုက်ဟန်မတူပါနေလုံးပြောင်းအမှောင်ရောက်၍ဇယျတန်များတိတ်ဆိတ်သွားမှ ကျွန်တော်ဒီဇယက်ကလေးကိုတရက်ပင်ထပ်မှအိမ်ပေါ်သို့ပြန်ယူလာခဲ့သည်။အဖေကဇယက်ကလေးတံရပြောက်၍ကောင်းစွာပြန်တန်းနိုင်သည့်အထိအိမ်မှာပင်ကျွေးမွေးပြုစုပြီးမှတရက်ပင်ပေါ်သို့ပြန်၍တင်ထားရန်စီမံသည်။ထို့ကြောင့်ဇယက်ကလေးကိုအလဲကန်းချီစပွဲပေါ်တွင်တန်စကာအုပ်ဆောင်ကလေးနှင့်အုတ်ခါအစာရေစာအသင့်အတင့်ထည့်ပေးထား၏။တုံးရက်မြောက်သောနေ့တွင်တံရပြောက်ကင်းသွား၍ဇယက်ကလေးကိုအိမ်ပေါ်မှခဏလှုပ်ကြည့်လိုက်သည်။ ဇယက်ကလေးသည်အနှဲငယ်ပြန်ဝဲလိုက်ခုံဆော့ခုံဆော့သွားလိုက်ရင်းဒီကျောင်းဝင်သာပြုတ်နေပြီဖြစ်သောအမေလက်ကို ကြည်စဲထိုးစိတ်လိုက်နေရှစ်ဆက်ပွဲအမူရာကလေးများပြုတ်လုံနေသည်ရတတပတ်ခန့်ကြာသောအခါကောင်းစွာ ပြန်တန်းနိုင်ပြီဟုစိတ်ရှားကြ၍နနက်စောစောနေရောင်ပြူစဇယက်များအိတ်တန်းဆင်းချိန်အော်မီစူညာနေစေဇယက်ကလေးကိုလွှတ်လိုက်ပြီးအရှိန်လေးကိုကျွန်တော်တို့စောင့်ကြည့်နေကြသည် ဇယကလေးသည်လက်ဦးဆုံးအုံးမင်းကြီးအနီးရှိဒီပြုပင်ထိပ်ပြားသို့ပြန်တန်းသွားပြီဒီပြုကိုင်းတိုင်းတွင် နားနေသည်ခဏနေပြီးဟိုဟိုဒီဒီကြည့်ကတကြည်ကြည့်អော်မိလျက်အုံးမင်းကြီးစီသို့ပြန်တန်းသွားလေတော့သည်ကျွန်တော်တို့ဇယကလေးသူမိဘဆွေမျိုးများနှင့်ပြန်လည်တွေ့ဆုံသွားပြီဟုဝမ်းသာမိကြသည် သို့တော့မကြမီပါပင်ဇယက်ကလေးသည်အုံးပင်ကြီးထမအိမ်နောက်ပင်ဝန္ဒနာတို့ပြန်တန်းလာပြီးအားနေသည် အမေတွားရောက်ဖမ်းယူရာဇရက်ကလေးသည်ပြန်မပြေးပဲအမေလက်ကိုသူ၏ရှေးချောင်းဝဝကလေးများနှင့်ကုတ်ရှိကစားနေသည်ကိုတွေ့ရ၏ကျွန်တော်တို့မှအံ့ဩနေကြသည်ဇရက်ငယ်သည်သူ၏အတိုင်းမြုံသို့ပြန်ရောက်ပြီးမှဘာကြောင့်လူများရှိရာသို့တဖန်ပြန်လာရသလဲဟု တွေးမရကြလူများနှင့်တပတ်ကအတူနေခဲ့၍လူစော်နံသောကြောင့်သူတို့ဇရက်အတိုင်းဝန်းကလက်မခံပဲဝိုင်းပယ်ထားကြလျော့သလားဟု ကြာဘူးနာဝနဲ့ကျွန်တော်တွေ့မိသည်ထိုနေ့မှစ၍ဇယက်ကလေးသည်သူတို့အတိုက်ရှိရာဥပင်ကြီးစီသို့ပြန်မသွားတော့ပေကျွန်တော်တို့ဒီဇယက်ကလေးကိုအဲ့ချိန်မှလွဲ၍တနေ့လုံးအိမ်ထဲမှာပင်လွှတ်ထားလိုက်လေတော့သည်ဇယက်တရဝမှုအဖိုလားအမလားခွဲခြားမသိနိုင်တော့လေအမေကတော့ငါသားညိုညိုဟုအမေကမွန်းတက်ထားသည်အိမ်နီးနာချင်းများကလောင်အိမ်နဲ့ထံမွေးပါလားဟုပြောကြသည် အမေက သူလွတ်လွတ်လပ်လပ်နေပါသေး။သူပြန်ချင်းတဲ့အချိန်ကျတော့သူမိဘအပေါင်းဖော်တဲ့စီကို ပြန်သွားနိုင်အောင်ပေါ့။ပူဆိုကလွတ်လပ်စွာကြွေမွေးစောင့်ရှောက်ထားပါလိ။ဒီလိုနဲ့ညိုညိုတကောင် ကျွန်တော်တို့အိမ်တို့ရောက်ပြီ။မကြမီမှာပင်တက္ကသိုလ်ကောလိပ်များဖွင့်၍ကျွန်တော်မှာအလုတ်တောင်းဝန်ရှိရာရန်ကုန်သို့ပြန်သွားရလိမ့်ရောသည်။အမေကျွန်တော်ထံရေးတော်စာများတဲ့တွင်သူသားညိုညိုအကြောင်းကိုလည်းထည့်ရေးတတ်သည်။ ညညဟာသူတို့အတိုက်တက်ရှိအုံးမင်းကြီးစီတို့တစ်ခါမှပြန်မသွားတော့ဘူးပြီးတော့တိတ်လိမ်မာတာပဲတားရင် လူစကားနဲ့တော်တော်နားလည်နေပြီတဲ့အိမ်လုံးမှာတော့သူ့မိမိကိုအခင်ဆုံးပဲထင်နေတနေ့လုံးလိုလိုမိမိသွားရနာကိုတကောက်ကောက်လိုက်နေတယ်ตาကြောင်းပြန်သွားတော့ตาကိုဖေဖေနဲ့မိမိတို့လွမ်းနေချိန်မှာညညနဲ့ပဲအလွမ်းဖြစ်နေရတော့တာပဲတားရီဟုအမေကရေးတတ်သည်အဖေရေးသားသောစားတဲ့ဆောင်၌ တားမေမေကညညိုဟာဖေဖေတို့နဲ့ဟိုဘွားကတင်မျိုးသားချင်းတော်ဆက်ခဲ့တယ်လို့တော့ထင်းနေတယ်။ပြီးတော့ညညိုဟာမောင်ပေါ့စလေးများဝင်စားလေသလားမသိဘူးလို့မေမေကဖေဖေကိုခဏခဏပြောပြနေတယ်။ဖေဖေကဒါတွေကိုအယုံကြည်တော့မရှိပါဘူး။ဘာဖြစ်ဖြစ်လေညညိုဟာစကားမပြောတတ်တဲ့ကလေးတယောက်လိုပါပဲ။လူပြောတဲ့စကားအားလုံးလိုလိုကိုနားလေတယ်။တိတ်ကိုလည်းရှစ်စရာကောင်းတယ်ဟုရေးသားသည်။ မောင်မောင်ပေါ့စားဆိုသူမှာကျွန်တော်အောက်တနေ့မြတာငယ်တော့ကျွန်တော်ညီလေးဖြစ်သည်တကားတက်ဆချစ်ဆက်ဘွယ်တနေ့ခွဲအရွယ်လောက်တွင်ဝမ်ကယောဂါဖြင့်ဆုံးပါသွားခဲ့သည်ယခုလိုအနှစ်30အချိန်ကြာမြင့်ကတိတိုင်းအမေဒီတူသားငယ်မောင်မောင်ပေါ့စားအကြောင်းကိုတကားကြုံ၍ပြန်ပြောင်းပြောပြတိုင်းမျက်ရည်ဝဲတတ်သည်ကလေးသူငယ်များကိုစေကုသတင်းနေသည့်ဖေဖေဆရာဝန်သည် သူသားကြမှာစေမကုသရဲတယ်လို့ရှိခဲ့သည်ဟုဆို၏ နောက်ဆုံးမြန်မာဘိန်းတော်ဆေးစရာနဲ့ကုရင်မောင်မောင်ပေါ့စတေဆုံးသွားကြရသည်မိမိဒီမောင်မောင်ပေါ့စဆုံးပြီးလေးငါလျှောက်လာကြသည့်တိုင်ပရိဒေဝမီတောက်လောင်နေရဲ့တိတ်တိခိုက်ကလူမမာကြီးတစ်ပိုင်းဖြစ်ခဲ့ရသည်သူသားရွယ်ကလေးငယ်များကိုမြင်လေတိုင်သားကိုတတိယကငိုကြွေးပူဆွေးခဲ့သည်ဟုပြောပြသည်။ယနေ့တိုင်အဖေ့အစည်းကမ်းသို့ဝမ်းပြက်ယောဂာနှင့်ရောက်လာတတ်သည့်လူမမာကလေးငယ်များကိုတွေ့လျင် မိဘများအားယောဂအကြောင်းမေးမြန်းတတ်ပြီးဝမ်းယောဂမှာအလွန်ကြောက်စရာမုန်းစရာကောင်းကြောင်းအထူးတတိထားရန်တိုက်တွန်းပြောဆိုတတ်သည်တိုးတက်ခဲ့နေသောယနေ့တိတ်ပံခကြီးတွင်ဝမ်းယောဂအားခုခံတတ်ပြတ်နိုင်သောစေစွမ်းကောင်းများဖော်ဆက်တွေ့ရှိသည့်စီးကြောညာဆောင်းဝါးများကိုနိုင်ငံခြားမဂ္ဂဇင်းဂျာနယ်များတွင်တွေ့ရတိုင်းအမေဒီတူသားငယ်အတွက်ယူကြုံမရဖြစ်တတ်သည်အမေဒီတားငယ်ဆုံးမသွားပြီးကြတဲ့က ပို၍အစိုးရင်ကြောင်းကြလွန်ကဲလာသည်ထင်ရ၏။ကျောင်းသားဘဝမှာဆရာဘဝရောက်နေသည့်တိုင်ကျွန်တော်ကိုခလေးငယ်လေးတယောက်လိုပဲထင်နေသေးသည်။ကျွန်တော်ထံစာရေးတိုင်ကားအတန်းစင်တတိထားပါကျမ်းမာရေးကိုဂယုဆိုင်ပါအဲ့ရဝင်တိုင်းယတနာ၃ပါးကိုဥထိတ်ထားပါဟု အမေကတတိပေးရေးသားတတ်သည်။တို့လည်းရင်အဖေနဲ့အမေတို့သည်ကျွန်တော်ထံစာရေးတိုင် ညိုညိုဤအကြောင်းကိုတနည်းမဟုတ်တနည်းရေးပြတတ်ရာညိုညိုနှင့်ဖေဖေမေမေတို့ခင်မင်မှုတန်ရောစဉ်တင်းကျပ်ဖွင့်အောင်လျက်ရှိပြီဟုကျွန်တော်ခံမှန်းရတော်သည်ထိုနေ့နေရာဒီအကြောင်းပြရ၌ကျွန်တော်အိမ်တို့ပြန်ရောက်သောအခါညိုညိုကိုတွေ့ရပါသည် ကျွန်တော်အကြောင်းတို့ပြန်သွားခြင်းကအတောင်လက်မဆုံနေသည့်အကြီးတန်ညိုညိုမဟုတ်တော့တောက်ပသောအညိုရောင်ကော်ဖီရင်တွင်စိမ့်ပြမှုရောင်အသွေးနှောချေသည့်အမွေးအတောင်ဆုံးသော လူပြိုချင်းညိုညိုကိုလှပချက်ဆက်ပွဲမြင်တွေ့ရလေတော့သည် အမေကညိုညိုအားလက်ပေါ်တွင်တင်က ကျွန်တော်အနည်းတို့ယူလာပြီတားညိုညိုကိုကိုပေါ့ဆောက်ကိုမှတ်မိသလားဟုမေးသည် ကျွန်တော်ကိုကွယ်လွန်သွားသည်ကျွန်တော်ညီမောင်မောင်ပေါ့ဆောက်ကကိုကိုပေါ့ဆောက်ဟုခေါ်ခဲ့သည်ဟုအမေပြောပြဘူးသည်ညိုညိုကခေါင်းကလေးကိုပိုပတ်လှဲ့လိုက်ဒီဘက်လှဲ့လိုက်နေစူးစမ်းဟန်ဖြင့်ကျွန်တော်ကိုကြည့်သည် ကျွန်တော်ကသူ့ကုံလုံးလေးကို ဖြင်းချင်းစွာပုတ်တတ်ပေးရာသူ့နှုတ်သေးနဲ့ကျွန်တော်ကိုတစ်ချက်နဲ့ချက်ထိုးစိတ်သည် အမေကအတန်မာမာနဲ့ကြည်စံကို့အကိုကိုဒီလိုလုပ်ရသလားရန်လိုလာကြည်လားညို့ညို့ဟုပြောသည် အမေစကားကို သူနားလဲ၍ပဲလားတိုက်ဆိုင်မှုကြောင့်မလားမသိနောက်ထပ်ညို့ညို့သည် မထိုးစိတ်တော့ပဲသူ့ကိုလုံးကလေးအားဆက်လက်ပုတ်တတ်ပေးနေသည်ကိုငြိမ်ခံနေတော့သည် အမေတို့အစာများကိုဖတ်ရခြင်းက မိမိမှာညညိုကိုကွယ်လွန်သွားသည့်တားငယ်ဝင်စားတဲ့ရောင်ထင်မြင်ဆွဲလန်းနေ၍ညညိုအကြောင်းကို အရှိတတ်ပုံ၍ရေးပြနေသည်ဟုထင်မိသည်တကယ်တမ်းညညိုကိုကျွန်တော်ကိုယ်တိုင်တွေ့မြင်ရသောအခါမှာအီအဟိတ်တလိတ်ဆန်ဇရက်တတဝါလေးမှာ လူစကားလူအရေးအရှိကိုထူးထူးခြားခြားနားလဲကြောင်းအံ့ဩဖွယ်ရာသိရတော့သည်ညညိုကိုအလဲခမ်းမကြီးစပွဲပေါ်တွင် အုပ်ဆောင်နှင့်အုပ်၍တိတ်တက်ရာနနက်၅နာရီကြော်ပြီးဆိုလျင် ညညိုအိယာမှာနိုးတက်သည်ဘာသာဘာဝဇယတံမာကရကိုအနှဲငယ်ပြုသည် ကျန်တိုက်နေသော မိန်းကလေးကအုပ်ဆောင်းကိုဖွင့်ပေးလိုက်လျင်ညညိုသည်အဖေအမေတို့အိမ်ခန်းသို့ခုံကြွခုံကြွနေဝင်ကဂရင်ရှင်ရင်တို့တက်သည်အဖေနဲ့အမေ၏ရှေကိုထိုးစိတ်ကနှိုးတက်သည် အမေတို့ကငါသာတို့လာပြီလားဟုနှုတ်ဆက်သောအခါအနှဲငယ်အော်မြည်ဆူညံ၏နနက်ကော်ဖီစပွဲတွင်သူ့အတွက်ပါကော်ဖီတစ်ခွက်ပေးထားပါသည် ညိုညိုလဲငှက်များတောက်တယ်လို့ကော်ဖီတောက်တတ်သည် မလိုင်းပံများကိုတောက်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 စားတတ်သည်အဖေဖဲရွှေထားသောပေါင်မုံကိတ်မုံအဖေကလေးများကိုလည်းထိုးစိတ်ကောက်စားတတ်၏အဖော်မင်းကလေးကဖျားပန်းနေရေချမ်းလက်ပြီးချင်းအမေဖျားချစ်ကိုနေသည်ကိုအနာမညိုညိုကစောင့်နေတတ်သည် အမေကဖျားချစ်ကို အမြတမ်းပေးဝေပြီးချင်းတွင်တားညိုညိုဖျားလိုက်ချစ်ခိုးလေဒါမှနောင်မဝမှာ အခုလိုတိရိစ္ဆာန်ဘဝကကျွတ်လွတ်နိုင်မယ်ဟုစိတ်ထိခိုက်ဖွယ်ရာပြောနေတံကိုကြားရသည်ထို့နောက်ညိုညိုသည် အမေတွားရနောက်ကိုတကောက်ကောင်းနဲ့လိုက်နေတော်သည်ညာအိတ်ချိန်မှလွဲ၍တနေလုံးလိုလိုညိုညိုသည်အမေနှင့်အတူနေသည့်အချိန်ကများသည်တခါတခါ၌ညိုညိုသည် အမြင့်ပင်90နီးနီးရှိမည်မြေမားမတ်ဆောက်သောကျွန်တော်တို့အိမ်ကြီး၏ပြင်ကျုတ်ခေါမိုးထိပ်ပြားစီတို့ပြန်သွားပြီအချိန်ကြာကြာနားနေတတ်သည် တခါတခါလဲရှမ်းထဲမှာတရက်ပင်ကြီးများထိတ်တွင်နားနေတတ်သည်ကျွန်တော်တို့ဤအိမ်နီးတာပတ်ဝန်းကျင်ကြီးအိမ်ခေါင်မိုးများတို့လည်းပြန်တန်းနားနေတတ်သည်ကျွန်တော်တို့ရက်ွက်မှာလူအများကညိုညိုကိုတိနေကြသည်သူတို့အိမ်ခေါင်များတို့ညိုညိုလာနားလည်ဤဆရာတို့မွေးထားတဲ့ဇယက်ကလေးဟုပြောတတ်၍ကြည့်ရှုစောင့်ချောက်ပေးတတ်ကြ၏ညိုညိုသည်ထိုတို့အိမ်ပင်တို့ထွက်လည်ပြီး မကြာမီအိမ်ထဲသို့ပြန်ဝဲလာတတ်သည် ိမ်အောက်ကြီးအပြင်ခန်းမှာနန်းနဲ့၁၇နာရီခွဲကျော်မှလူမမဆဲတရကျွန်တော်တို့ဒီ၁၂နာရီပတ်ဝန်းကျင်တွင်နန်းနဲ့စာထမင်းစားလေးရှိပါသည်ညညဒီအလဲလွန်နေလျင်လဲထမင်းစားခြင်းအမိပြန်လာတတ်သည် ထမင်းစပွဲတွင်သူ့အတွက်တီးတန့်ပေးထားသောပကံလေးထဲမှအသားပတ်နှင်းရည်များနှင့်အမိနယ်ဖက်ပေးထားသောထမင်းများကိုကောက်ယူစားတတ်သည်မုံလွယ်နန်းနာရီကြော်သည့်အချိန်ကော်ဖီတောက်ကြနေရင်လည်း သူ့အလိုလျောက်ရောက်လာတတ်သည်တခါတရံတော့ညိုညိုသည်ထမင်းစားချိန်ကော်ပီတောက်ချိန်များတွင် လာရောက်မစားတော့ပဲကျွန်တော်တို့အိမ်ကောင်းတက်မှာဖြစ်ဖြစ်ရှာနေချီကွန်သေးပင်ထိပ်ပြားမှာဖြစ်ဖြစ်နားနေတတ်သည်အိမ်မမိန်းကလေးများကသူ့အားခေါ်လျင်တော်တော်နဲ့ပြန်မလာပဲအမေကပြတင်းပေါင်းမှခေါင်းပြူ၍ညိုညိုလာတော့ထမင်းစားရအောင်ကော်ပီတောက်ရအောင်ဟုနှစ်ကြိမ်ခန့်ခေါ်လိုက်လျင် ဖြင်းချင်းစွာပြန်ဝဲဆင်းတက်လာပြီးအမေလက်ပေါ်မှာနားနေတတ်သည်ထမင်းစားပြီးချိန်အမေကနေလေတရေတမောအိတ်တတ်သည်ညိုညိုသည်အမေအိတ်နေသောကရင်ချင်းရင်တန်းပေါ်တွင် နားနေတတ်သည်တခါတရံအေကန်းပက်လက်ကလေးထိုင်တွင်စာဖတ်နေသောအဖေအနေကျမ်းပြင်ပေါ်တွင်အဖေဤခေါင်းသီးများနှင့်ဖြစ်ဖြစ်သူ့အတွက်ဝယ်ထားပေးသည့်ကစားတရားကလေးများနှင့်ဖြစ်ဖြစ်ကစားနေတတ်သည် ညိုညိုရေချိုးရံအတွက်ဇလုံးတစ်ခုအမေကဝယ်ပေးထားသည်။နေ့လည်နေခင်တိုင်းအမေအိပ်ရာမှထားလိုက်၏။တန်ဇလုံးထဲတွင်ရေဖြည့်ပေးသည်။ညိုညိုသည် ရေထဲသို့ဆင်းလိုက်ဇလုံးနှုတ်ခမ်းပေါ်သို့တက်လိုက်အထောင်တစ်ဖက်ပြက်ခါလျက်ရေထဲသို့ပြန်ဆင်းလိုက်နှင့်အလွန်ရွှေမျိုးစကားများနေတတ်သည်။အတော်လေးကြာမှအမေကညညွတ်အတွက်တီးတန့်ထားသော မျက်နှာတုပ်ပေါ်ဝငယ်နှင့်ရေများတုပ်ပေးတတ်သည် ကျွန်တော်အမေမှာမိခင်နဲ့ကလေးစောင်းချောက်ရေးအတင်ဥက္ကဋ္ဌအဖြစ်အစည်းအဝေးမကြာခဏသွားရောက်တရားအိမ်မှာအမေကိုမတွေ့လည်ရင်ညိုညိုဒီတအိမ်လုံးအခန်းစီအောင်အမေကိုလိုက်ရှာတတ်ဤထူးဆန်းဒီမှာအမေပြောက်လည်ရင် သူဒီဖျားကန်းမှာအမေကိုပထမဦးဆုံးရှာဖွေတတ်သည်တနေ့မှာအနည်းဆုံး၃ချိန်ခန့်အမေဖျားချီကိုတတ်သည့်အခန်းကို သူကောင်းစွာမှတ်မိနေခြင်းဖြစ်သည် အမေအပြင်မှပြန်လာလျင် ရှာဝါသူ့ရောက်သည်နည်း ညိုညိုဒီအင်ရှိဝဒန္တာမှပြန်ဝဲကအမေလက်ပေါ်မှာနားလည်းရဲ့ခရီးဥကြိုပြုတ်တတ်သည်အမေကခလေးတငယ်များကို ရှီပိုးထားလိုက်ညိုညိုဒီမနာလိုတဲ့အမေကကျွန်တော်အားသိစေခြင်းသည့်သဘောနှင့်တမင်တကာပင်ညိုညိုရှိမှအိမ်တို့အလဲလာတတ်သည့်ခလေးများကို ကောက်ချီပွေဖတ်ထားလိုက်ညိုညိုဒီရန်လိုလှစွာဖြင့်ထိုခလေး၏ရှေကို ခုံ၍ထိုးစိတ်တတ်၏ တရက်တွင်အမေမကိုလက်ကိုက်ကလေးရဲ့နေမကောင်းခြင်းတလူလူဖြစ်က မနက်စာပင်မစားတော့ပဲအဲ့ရထက်ဝဲလဲနေသည်အမေဤလက်တစ်ပတ်ပေါ်တွင် နားနေသောညိုညိုကို အမေကညိုညိုအပြင်မှာ ကိုကိုပေါက်စားနေကစားနေပါလားမမေနေမကောင်းဘူးငါသားကိုမမေစီကအဖျားကိုးနေပါအောင်မယ်ဟုပြောသည် အမေတကားကြားသောအခါညိုညိုသည်အမေလက်ပေါ်မှဆင်းကကျမ်းပြင်ပေါ်တွင်တောက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 ်နေလျှောက်ပြီးအလေခန်းသို့သွားသည် ကျွန်တော်လည်းကယူဆကြည့်မိသည်ညိုညိုသည်ဟိုအခန်းဝင်ရမလို့လို့ဒီအခန်းဝင်ရမလို့လို့နီးရောင်းချာချာလှုပ်ပြီးအမေထန်တို့ပင်ပြန်လာက အမေလက်ပေါ်မှာနားနေပြန်သည်အမေကထပ်ပြီးအပြင်မှာကစားနေရန်ပြောရာတခါပြန်ထွက်သွားပြီးမကြာမီမှာပင်အမေစီတို့ရောက်လာပြန်သည်ကျွန်တော်ကညိုညိုအဖြစ်ကိုကြည့်ရင်ညိုညိုကအမေနဲ့သာတူတူနေကြတာပဲသူနေခြင်းသလိုသာနေပါစေမေမေရဲ့ဟုပြောရသည် အမေကညိုညိုဤကိုလုံးကလေးကိုယူရကျင်လာစွာပုတ်သက်ပြီးရင်ဒါမြင်ပြီးမဟုတ်လားညိုညိုကမေမေကိုတိတ်ခင်းတွေ့တာပဲမေမေပြောတာတွေကို तू အားလုံးလို့လို့နားလေတယ်ကွယ်အာအကလေးတယောက်လို့လူစကားတာမပြောတတ်ချဘူးဟုပြောသည်ကျွန်တော်သည်လူနှင်းခွေးကြောင်စသောတလိမ့်ဆန်များခင်းမင်းရင်းနေဘူးတီကိုသာ ကြားခဲ့မြင်ခဲ့ဘူးတော့လေအမေနဲ့ညိုညိုတို့လူနှင်းစရက်တို့ ရင်းနှီးခင်တွင်စကားနားလည်သောအဖြစ်ကိုအခုမှပဲမျက်မြင်ကိုယ်တွေ့ကြုံဘူးရတော့သည်ညနေ9နာရီကျော်ကျော်အချိန်ဆိုလည်းအမေဒီညို့ညို့အားထမင်းကျွေးတတ်ပြီအချိန်မောင်ကြီးမပြိုးခင်ဂယုတဆိုင်အုတ်ဆောင်နေအုတ်ကအိတ်တန်းတက်စီတော့သည်အဖေကြောင့်ဆိုတော့ညို့ညို့ဒီမောင်ကြီးစားအချိန်တွင်စိတ်လုံချဟန်နဲ့ကနာမငယ်ရောက်ရခတ်တတ်သောကြောင့်ပင် တခါကညို့ညို့ဒီ အိမ်မတညတာပျောက်နေခဲ့ဘူးသည်ဟုအမေပြောပြသည်တညနေ့ဆောင်တွင်ညိုညိုသည် ခရီးလွန်သွားသည်လားအိမ်ချန်တွင်းရှိတရက်ပြင်တပင်တွင်နားခိုနေသလားမသိတချံလုံးတရက်ကွက်လုံးဒေါန်းတောက်အောင်လိုက်ရှာကြတော့လေပေါင်တိတားညိုညိုကိုမတွေ့ရနန်းနဲ့လင်းချိန်မှညိုညိုအိမ်တို့ပြန်ရောက်လာသည်ဟုဆိုသည်ထို့ကြောင့်အမေသည်ညနေဘက်တွင်ညိုညိုအားဂယုတဆိုင်စောင့်ကြည့်နေတတ်သည် ကျွန်တော်အိမ်တို့ပြန်ရောက်ပြီးနှစ်ပတ်ခန့်အကြာတနေ့လည်ခင်း၌ငပလီပင်လယ်ကမ်းခြေသို့အပန်းဖြေလာသည်ဖေဖေတို့၏မိတ်ဆွေအမတ်ဟောင်းတို့ကျွန်တော်တို့အိမ်တို့လာလေသည် သူနှင့်အတူမိတ်ဆွေတို့လည်းပါလာကြသည် အလွန်ရင်းနှီးခင်မင်သည့်မိတ်ဆွေဖြစ်၍ရှေးဟောင်းနောက်ပြများကိုပြောပြရင်းညနေစောင်းမှ သူတို့ပင်လယ်ကမ်းခြေသို့ပြန်သွားကြသည်ခရီးသည်များပြန်သွားသောအခါအမေသည်ညိုညိုကိုထမင်းကျွေးရန်လိုက်ရှာသည် တအိမ်လုံးနေရာအနှံ့လိုက်ချတော့လဲမတွေ့ရကျွန်တော်တို့အိမ်ခေါင်းခြံတွင်းချီတရက်ပင်များနဲ့ပတ်ဝန်းကျင်အနီးအနားရှိအိမ်ခေါင်းမိုးများစီတို့လှမ်းမြော်ကြည့်တော့လဲညညိုဤအရေးအယံကိုမြမတွေ့ရအိမ်မမိန်းကလေးများကိုမေးကြည့်တော့လဲခက်စောစောကပင်ညညိုကိုမတွေ့ရကြောင်းပြောပြကြသည်အမေဤအစီမံအတိုင်းအဖေပါမကြံကျွန်တော် အိမ်မမိန်းကလေးများနဲ့အိမ်နီးချင်းအချို့ ကျွန်တော်တို့ရက်ွက်တွင်ညညိုကိုလိုက်နံမေးမြန်းရှာဖွေကြသည်ခတ်တီမှလည်းလေတွင်ပြန်တန်းကြက်စားသည်ငှက်တတော်ဝါဆိုတော့အချာရခတ်လာသည် အမောင်လုံးလုံးရောက်၍ဘယ်မှမှရှာဖွေမတွေ့ရတော့မှကျွန်တော်တို့အိမ်တို့ပြန်လာခဲ့ကြလေတော့သည်ညညိုအတွက်စိုးရင်ပူပန်တော့ကရောက်နေတော့မမေ့အာခရီးလုံးမီတနေ့ရရမှနားကိုနေတာဖြစ်ပါလိမ့်မယ်မနေ့ကြတော့ဟိုတခါလိုပဲသူပြန်လာမှာပါ ဒီလောက်လဲစိတ်ပူမနေပါနဲ့ကွယ်ဟုအဖေကနှင့်သိမ့်စကားပြောသည်သို့တော်နနလေး၍တဖန်အမောင်ပြန်ရောက်ကတနေ့တာကုံဆုံးသွားခဲ့သည့်တိုင်ညိုညိုသည်ကျွန်တော်တို့အိမ်တို့ပြန်မရောက်လာခဲ့အမေသည်အိမ်မှာမွေးမြူထားသည့်တလေးဆန်တကောင်ကောင်ပျောက်ဆုံး၍စိတ်ထိခိုက်ပုံမျိုးမဟုတ်ပဲတကယ်သားသမီးအရင်းအချာတယောက်ယောက်ကောက်ခငင်ကပျောက်ဆုံးသွားရတယ်လို့စိတ်ထိခိုက်တော့ကရောက်ခဲ့သည် အစားအစာပင်ကောင်းစွာမစားတော့နိုင်တော့ပဲ ညိုညိုဤတရင်ကိုသာစုံစမ်းမေးမြန်းနေတော်သည်ကျွန်တော်နှင့်အဖေသည်ညိုညိုပျောက်ဆုံး၍စိတ်မကောင်းဖြစ်ရသည်ထက်ညိုညိုကြောင့်အမေစိတ်တော့ကရောက်ခါပူပန်နေရသည့်အဖြစ်ကိုကြည့်ပြီးပို့၍စိတ်မကောင်းဖြစ်ကြရနေတော်သည်အိမ်နီးနာချင်းအတိမိတ်ဆွေများကညိုညိုမှာသူတို့အတိုက်ရှိရာအုံးမင်းကြီးစီတို့ပြန်သွားမည်ထင်ကြောင်းဘာသာဘာဝဇရက်ပေါ်တကောင်ကောင်နှင့်တွေ့၍လိုက်ပါပြန်တန်းသွားသည်ထင်ကြောင်းညိုညိုမှာလူများနှင့်အတူနေ၍ယင်ပါနေတော်ကြောင်း တစုံတယောက်တိတ်တဆိတ်ဖမ်းယူသွားသည်ထင်ကြောင်းကလေးသူငယ်တယောက်ဤခွာစာမိသွားပြီထင်ကြောင်းစသဖြင့်တယောက်တစ်ပေါက်ထင်မြင်ဝေဖန်ချက်အမျိုးမျိုးပေးကြနေတော့သည်အဖေကတော့အလုံးသင်္ခါရအကြီးပဲမဟုတ်လားဘယ်အရာမှထာဝရတည်မြဲနေနိုင်တာမဟုတ်ဘူးသူပြန်လာတော့လဲဝမ်းသာတရားပြန်မလာတော့လဲတို့နဲ့သူ့အထုံရေဆက်ကုံဆုံးသွားပြီလို့သာပဲမှတ်ယူရမှာပေါ့သူတို့စီရောက်လာတော့အချိန်မှာ တားတယောက်လိုသူ့အပေါ်မှာတကယ်မေတ္တာစေတနာစိတ်ထားပြီးကြွေမွေးပြုစုစောင့်ရှောက်လိုက်ရပြီပဲမဟုတ်လားဟုပြောသည်အမေကစကားတစ်ခုမှမပြောသေးပဲမျက်ရည်များဝဲလေကခဏကြာမှညိုညိုဟာတေဆုံးသွားပြီရဲ့လို့တော့မထင်ပါဘူးတနည်းအားရမှာအသက်ရှင်နေရရှိနေမယ်ထင်တယ်တနည်းနေတော့သူအိမ်ကိုပြန်လာမယ်ထင်တာပဲဟုမျှော်လင့်ချက်နဲ့လိုရာကိုဆွဲပြီးပြောသည် အမေမျော်လင့်သည့်အတိုင်းသာဖြစ်ပါစေဟုကျွန်တော်လည်းဆန္ဒပြုမိပါသည်။သို့တော်ညိုညိုသည်ပျောက်ဆုံးသွားသည့်နေ့မှစ၍ရမလာလာမနှစ်တို့အချိန်များကူးပြောင်းကြာညောင်းခဲ့သည့်တိုင်ကျွန်တော်တို့အိမ်တို့ပြန်မရောက်လာတော့ပါ။ယနေ့ဆိုလည်းညိုညိုကျွန်တော်တို့အိမ်မှပျောက်ဆုံးသွားခဲ့သည်မှာအချိန်ကာလအဖြစ်၅နှစ်ကျော်ခဲ့လေပြီ။ညိုညိုသည်အိမ်မှပျောက်ဆုံးသွားခြင်းကဘေးမတည်ရမခပဲအသက်ရှင်လျက် တရက်တနေရာရာတွင်ရှိနေမည်ဆိုသည့်တိုင်ရှောင်းနေတာမြတာနေရသောဇယက်ငတ်တတန်းအရာအခုချိန်ဆိုလျင်ညိုညိုတည်ဆုံသွားခဲ့ပြီဟုယူဆရပါတော်မည်အမေကတော့ယနေ့တိုင်ညိုညိုအသက်ရှင်နေရရှိသေးသည် တနေ့နေ့တစ်ချိန်ချင်းရှိသောအခါကျွန်တော်တို့ထံပြန်လာအောင်မည်ဟုမျှော်လင့်နေပုံရသည်ကိုမျက်နာကိုမျက်စိအောက်မှတည်ဆုံသွားတာမြင်ရရင်တော့ညိုညိုတည်ပြီလို့စိတ်နှလုံးဒုံဒုံချနိုင်ပါရဲ့ အခုတော့ဘာမှလည်းရေရေရရမသိရပဲပျောက်ဆုံးသွားတော့စိတ်ထဲတမျိုးကြီးပဲတားညိုညိုအသက်ရှင်နေစေပဲလို့ထင်နေမိတယ်ဟုအမေကတခါတခါပြောတတ်သည်ညိုညိုအတွက်ရေစူးရေးစွန့်တော့ခါကျွန်တော်တို့ကိုးကွယ်သည်ဘောဒီကုံကြောင်းတိုင်းမှာဦးအိမ်နကထံသို့တွန်းတပွဲပို့ရန်ကျွန်တော်တို့ကပြောကြတော့လေအမေကလက်မခံပါညိုညိုတည်ဆုံသွားသည်ကိုမယုံကျင်သည် အမေစိတ်ထဲမှာသူသားညူညူတနေရာမှာအသက်ရှင်နေရဲ့ရှိနေသေးသည်ဆိုသောမျှော်လင့်ချက်ကလေးကိုအမြဲတမ်းမွေးမြူထားခြင်းပုံရသည်ကျွန်တော်တို့လည်းအမေစိတ်မကောင်းမဖြစ်စေခြင်းတည်းနဲ့ဘာမှနောက်ထပ်မပြောကြတော့ပါတခါတည်းကကျွန်တော်တို့အိမ်ရှိဝရဏနာတို့ဇယက်ငတ်တကောင်တလေးရောက်လာနားတက်သည်အမေကညူညူထင်းနေဟုပြောကညူညူရေတာညူညူဟုခေါ်၍ဇယက်ငတ်ချီရာဝရဏနာတို့တွားတက်သည် ဇရက်သည်လူတန်ကြားတင်တဲ့ပြိုင်နဲ့ရှက်ချင်းပြန်ပြေးသွားလေတော့ဤတီတော့မှအမေကညွညမဟုတ်ပါဘူးငါသားညွညသားဆိုရင်မမေခေါ်တရားတော့မလိုပါဘူးမမေကိုမြင်တာနဲ့မမေလက်ပေါ်မှာလာနာမှာပါဟု ကြားရသူစိတ်ထိခိုက်ပွဲပြောတတ်သည်ပိုရဲ့စိတ်မကောင်းဖြစ်စေတီမှာတော့ညညကျွန်တော်တို့အိမ်မှာရှိခြင်းကသူ့အတွက်ဝယ်ပေးထားသည့်ဘောလုံးကလေးများကစားစရာကလေးများသူ့ရေချိုးခဲ့သည့်ဇလုံး မျက်နှာတုပ်ပွားသူထမင်းစာကော်ပီတောက်ခဲ့သည့်ပကံဖန်ကွက်ကလေးများရှိသောညုံညုံနှင့်သက်ဆိုင်သောပစ္စည်းကလေးများကိုအမေသည်တတိတခြားပင်စူဆောင်းတင်ဆက်ထားသည်သူသာညုံညုံပြားလာလျင်အသုံးပြုနိုင်အောင်ပဲလို့ထင်ရနေတော်သည်အနောက်ဘက်ကောင်းကင်တွင်တင်ရောင်ဆောင်ဖွဲ့၍ဇာချက်ပြုတ်ပြဲသည့်စည်းစာချင်းကျွန်တော်တို့ချန်တောင်းကြည့်အုံးပင်ကြီး၏ခက်လက်ညုံပြားပေါ်တွင် လိမ်မော်သွေးအောင် နေချင်းမြေတန်းဖြော့မိန်သွားခြင်းဆိုလျင်ဇယမားသည်တကောင်ချင်းတော်၎င်းအစူအသင်ဖွဲ့၍တော်၎င်းအုံးမိကြီးစီရသို့အိတ်တန်းတက်ရန်အစီအစီပြန်လာတတ်ကြသည် အမေသည်ဇယငတ်များကိုတည်တည်ချာချာလိုက်ကြည့်နေသည်ဟုထင်ရသည်ဝဏ္ဏနာတွင်အကြာကြီးရက်ပြီးဇယတန်ဖြင့်စူးညနေသောအုံးမိကြီးစီသို့မေးမောနေတတ်ကငါသားညိုညိုတယောက်အခုနေဘယ်များရောက်နေမှာပါလဲဟု ိုးညင်းစွာပြောဆိုတတ်သည်။ကျောင်းပိတ်ရက်များတွင်ကျွန်တော်အိမ်သို့ပြန်ရောက်နေတိုင်းနန်းနန်းစောစောအချိန်နှင့်စီးသားနေညိုအချိန်များတွင်ရှံတောက်ကြီးအုံးပင်ကြီးစီမှဇရက်တံများညိုညိုညံ့ညံ့ကြားရလျင်ညိုညိုကိုကျွန်တော်တတိယမြည်သည်။ကျွန်တော်တို့အိမ်သို့မမျော်လင့်ပဲရောက်လာကကြီးမားသောတန်ရောစဉ်အနောက်ဖက်ကိုမြဲခိုင်စေခဲ့သည့်ချစ်ညီညိုညိုတယောက်ကောင်းရာတုကတိရောက်ပါစေဟုသာ စိတ်မကောင်းလှစွာနှင့်စူတောင်းနေမိပါတော့သည်မောင်လုံးကြီးစာနာမဂဇင်းမေ1989ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးမောင်လုံးကြီးရေးသားတော်တနေ့တော့သူပြန်လာမည်လို့အမိရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်မောင်တို့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ